ကျောပေါ်ကအလုံးကြီးဖြစ်နေတဲ့သားလေးကိုရန်ကုန်ကိုခေါ်ပြီးတော့ဈေးကုပေးတော့မယ့်ခိုင်နှင်းဝေခိုင်နှင်းဝေကမွေးကင်းစားကလေးတွေနှစ်သားအရွယ်ကလေးတွေကိုခေါ်ယူမွေးစားရုံတည်းမှာကပဲကလေးတိုင်းရဲ့ပြဿနာကိုရှာပေးနေရဖြစ်ပါတယ် ပြဒနာအားလုံးကိုကူညီပေးနေတဲ့သူမကိုအကူအညီတောင်းနေသူတွေလည်းများပါတယ်။ဒီတရားမှနယ်ဘက်ကနေဒါလီတယောက်ကခန်းနေဝီကိုအကူအညီတောင်းနေခဲ့တာပါ။အကူအညီတောင်းရတဲ့အကြောင်းအရတော့ဂျောကုန်းပေါ်မှာအဖူကြီးရှိနေပြီးတော့မခွဲနိုင်တာအကြောင်းပါ။စိုးလွင်ထွန်းဆိုတဲ့ဒါလီကဂျောကုန်းပေါ်မှာအဖူကြီးဖြစ်နေတာပါ။မိခင်လည်းမရှိတော့တဲ့အပြင်ဖခင်ကလည်းအလုံးလုံးပေးမယ်မချောက်ပတ်နိုင်ပါဘူး။ဒါကြောင့်မို့မိခိုအားထားရမယ်ပြီးတော့သူတယောက်သေးဒုက္ခရောက်နေတာဖြစ်ပါတယ်။အရင်ကတော့သူ့ရဲ့ဝမ်းရည်အတွက် ူကိုယ်တိုင်သာအလုတ်ကျန်းကြီးလုပ်ပြီးတော့ရှောက်ဖွေစားတောက်တာပါဒါပေမဲ့ဂျောကုန်းပေါ်မှာအဖူကြီးတစ်ဖူပေါက်လာပြီးတော့တော်တော်လေးကိုကြီးလာတာပါတဖြည်းဖြည်းနဲ့ဂုတ်ပေါ်မှာအဖူကြီးကထိုးထွက်နေတဲ့အပြင် နေထိုင်သွားလာဖို့ပါအခက်အခဲဖြစ်လာခဲ့တာပါအဖူကညဆိုရင်အရေးကြီးတွေပန်းထွက်ပြီးတော့အယံဝင်လာပါတယ်နာလုံးနဲ့အတွက်လည်းလမ်းလျှောက်နိုင်တယ်လို့ခေါင်းလဲမှုတယ်ဒီအနာကြောင့်ပဲသွေးအားနည်းတယ်လို့လူကဖြူဖက်တဲ့အပြင်အားနည်းလွန်းလာမှုအဆင်မပြေဖြစ်နေတာပါအဖူကလည်းမခွဲဘူးဆိုရင်တကယ်ကိုကလီစာရဲထိပြင်းတော့မယ်လို့သိရတယ် ယ်ဒါပေမဲ့သားလေးကခွဲဖို့မတက်နိုင်သလိုငွေကြေးလည်းမရှိပါဘူးခွဲပေးမဲ့သူလည်းမရှိတဲ့အတွက်အစင်မပြေတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါဒါကြောင့်မို့အစည်းကမ်းလည်းမပြနိုင်သလိုခွဲဖို့ဆိုတာ ဝေးလုံးတဲ့အခြေအနေဖြစ်ပါတယ်။ခန်းနေဝေကိုကုညီလန်တောင်းတဲ့အချိန်မှာကုညီပေးမယ်ဆိုပြီးတော့ဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။ခန်းနေဝေကတော့သားလေးကိုအရန်ဝန်တနာနေရပါ။အတိုင်ငငယ်နဲ့အခုလိုလောက်ခံစားတောင်းနေရတဲ့အပြင်အနာရောဂါပါခံစားနေရတာမို့စိတ်မကောင်းဖြစ်နေတာပါ။ဒါကြောင့်မို့လဲသားလေးကိုရန်ကုန်လာဖို့စရိတ်ထုတ်ပေးတဲ့အပြင်ဈေးရုံကိုပြပေးခဲ့ပါတယ်။အခုလက်ရှိမှာတော့အနာကိုဖောက်ထုတ်ထားတာဖြစ်ပြီးတော့ခွဲစိတ်ခံကိုပို့ပေးထားပါတယ်။စစ်ဆေးကြည့်လို့ခင်စမဟုတ်ဘူးဆိုရင်တော့ကုလို့ရတာလွယ်မှာလွယ်ကူမှာဖြစ် ်ပါတယ်။ကုလိုကုံမဲ့ငွေကြီးအားလုံးကိုခန်းနေဝရလည်းအကုန်ကျခံပြီးမှဖြစ်တယ်။ခန်းနေဝရတော့အလုံးရကင်းစားမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးနေရပါ။ကင်းစားသဖြစ်မယ်ဆိုရင်တော့အခြေအနေတွေကပြောင်းလဲသွားနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါလီယာပြုစုပေးမဲ့သူလည်းမရှိတဲ့အတွက်နေကောင်းမှသာအဆင်ပြေမှာပါနေပြန်ကောင်းရင်သူ့အနေနဲ့အလုံးလုံးပြီးတော့ကိုဝမ်းကိုချောင်းအောင်မှာဖြစ်ပါတယ်အသက်ငယ်ပေမဲ့ကိုရိုင်းရှာဖွေစားတောင်းနေရတာကြောင့်ဒါလေးကိုတနာပြီးတော့ခန်းနေဝရကူညီပေးရပါဒီအသက်ရွယ်မှာအထွေးခေါ်အဆလူကြီးထွေးခေါ်ဖြစ်ပြီးတော့ အလုံချင်းလုံနေရတာမို့သနာနေရလဲဖြစ်ပါတယ်။ဒါလေးကတော့နေအမြန်ဆုံးပြန်ကောင်းကျင်တယ်လို့ဖွင့်ရကြပါတယ်။အစာပိုင်းတော့ဆိုရင်ဒါလေးကတံငါတဲ့အလုတ်ကိုလည်းလှုပ်တယ်လို့တောင်ပေါ်မှာအလုံချင်းလေးလိုက်လို့ပါတယ်။ဒီနာကလည်းပြည်တယ်တဲ့အဖူနာလေးပေါက်တာကိုအလုတ်ကလူတွေကဝိုင်းညှစ်လိုက်ကြတာပါ။အလုံချင်းလှုပ်တာမို့လက်ကပေးနေတဲ့အချိန်မှာအနာကိုသွားညှစ်ပြစ်မိတာပါ။ဒါကြောင့်မို့အနာကိုပိုးဝင်သွားပြီးတော့အခုလိုအဖူကြီးဖြစ်ပြီးတော့ဖြစ်သွားတာဖြစ်နိုင်တယ်လို့ဆရာဝန်ကပြောပြထားတယ်။ဒါအပြင်ဖြစ်နေတဲ့အချိန်မှာချက်ချင်းမကူတာပဲနဲ့ပြက် ထားလိုက်လို့တဖြည်းဖြည်းပို့ပြီးတော့ကြီးသွားတာပါအချိန်ကကြာလာပြီမို့ခင်ဆာလိုအနာမျိုးဖြစ်သွားနိုင်တာလည်းဖြစ်ပါတယ်ရန်ကုန်မှာနေတဲ့အချိန်မှာခန်းနေဝေကစားတောက်ကြီးတင်မကပဲနေထိုင်စည်းဘာငွေထောက်ပံ့ပေးမှဖြစ်ပါတယ်ခန်းနေဝေကူညီပေးလို့အမြန်ဆုံးသက်သာလာတော့မဲ့တားလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်